တရားထိုင်ကြရအောင်ခါတိုင်းတို့ပဲကြာကြာထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ယူလိုက်ပါကြာကြာထိုင်နိုင်မဲ့အနေထားထိုင်နိုင်ကြထိုင်ပြီးတော့ဥစွာပထမသမာဓိထူထောင်ကြရပါမယ်သမာဓိဘိက္ခဝေပါဝေထာဘုရားကိုယ်တော်မြတ်ကြီးကပြောတယ်သမာဓိဘိက္ခဝေပါဝေထာ ိတ်ကိုယ်ယဟန်ရှင်လူသူတော်စင်ယောဂီအပေါင်းတို့တမာတိန်တမာတိကိုတမာတိန်ပြီးငိမ်ပြီးတော့နေတဲ့စိတ်ကိုဘာဝေထများပြီးတော့လာအောင်ပွားလိုက်ကြစိတ်တွေကမငိမ်ဘူးဟိုသွားဒီသွားဟိုရောက်ဒီရောက်အဲ့ဒါလိုပေါက်ပြခတ်ပြီးတော့နေတဲ့စိတ်တွေကိုဥစွာပထမစုစည်းလိုက်ပါစုစည်းပြီးတော့အဲ့ဒါလို စုစည်းပြီးသားတည်ငြိမ်နေတဲ့စိတ်တွေများပြီးတော့လာအောင်ဘာဝေထားပွားလိုက်ကြ။ဘုရားကုတော်မြတ်ကြီးကမိန့်တော်မူပါတယ်။တည်ငြိမ်ပြီးတော့နေတဲ့စိတ်တွေများပြီးတော့လာအောင်ပွားလိုက်ကြ။ဘာပြုလို့ပွားရသလဲလို့ဆိုတော့တမာဟိတောဘေခဝေယထာဘူတံသာနာတိဘေခဝေယဟန်ရှင်လူသူတော်ရှင်ယောဂီအပေါင်းတို့ သမာဟိတောတံအာဟိတောကောင်းစွာထာအပ်သောစိတ်ရှိသောပုဂ္ဂိုလ်သည်ဝါသမာတိတည်တဲ့ပုဂ္ဂိုလ်သည်ယထာဘူတံဟုတ်တိုင်းမှန်စွာပဇာနာတိတိလာနိုင်၏သမာတိတည်တဲ့ပုဂ္ဂိုလ်ဟာဟုတ်တိုင်းမှန်စွာ အမှန်အမှန်တိုင်းတိလာနိုင်တယ်အဲ့ဒါလို့တိလာနိုင်အောင်လို့သမာတိထူထောင်လိုက်ပါလို့ဘုရားကညွှန်ကြားနေတော်မူတာ သမာဓိမတည်ပဲနဲ့စိတ်ဒီပေါက်ပက်ခါရောက်ရခနေတယ်ဆိုရင်မတိနိုင်ဘူးအမှန်အတိုင်းမတိနိုင်ဘူးဒါကြောင့်အမှန်အမှန်တိုင်းမြင်ရအောင်စိတ်ကိုညင်အောင်ကြည့်အောင်သမာဓိထူထောင်လိုက်ပါလို့ဘုရားကိုယ်တော်ညက်ကြီးကတိုက်တွန်းနေတော်မူတာပါဟုတ်တယ်အဲ့ဒါလို့သမာဓိဒီလာပြီဆိုလို့ရှင်ရထာဘူတံဟုတ်တိုင်းမှန်စွာတိလာနိုင်တယ်ဘယ်လိုဟုတ်တိုင်းမှန်စွာ ဘယ်အပေါ်မှာတည်လာနိုင်တယ်လဲလို့ဆိုတော့ခန္ဓာ၅ပါးအပေါ်မှာခန္ဓာ၅ပါးအပေါ်မှာအမှန်အမှန်တိုင်းအဟုတ်အဟုတ်တိုင်းမြင်လာနိုင်တယ်တည်လာနိုင်တယ်တမာတိကြည်မှတည်လာနိုင်တာဒါကြောင့်ဒီခန္ဓာကြီးအပေါ်မှာကောင်းကောင်းမွန်မွန်အမှန်ကန်တိုင်းကြည့်နိုင်အောင်တမာတိထူထောင်ပါလို့ဘုရားကညွှန်ကြားနေတော်မူတာဟုတ်ပြီခုတမာတိထူထောင်လိုက်ခါတိုင်းလိုပဲပေါ့ ကိုမှာရှိနေတဲ့နှာခေါင်းနဲ့ပြင်ပမှာတိုက်ခတ်ပြီးတော့နေတဲ့လေတွေနဲ့အလုံးလုံးမှာရှုပ်ယူလိုက်နှာခေါင်းနှစ်ပေါက်နဲ့ရှုပ်ယူလိုက်တဲ့ဆိုရင်လေတွေကနှာခေါင်းနှစ်ပေါက်ထဲဝင်လာကြတာပေါ့ဗိုက်ထဲတောင်တောင်ရောက်ကုန်ပြီကတုံးကံပြန်ပုတ်ထုတ်လိုက်တော့လည်းပဲအင်းဒီနှာခေါင်းနှစ်ပေါက်ကပဲထွက်ကုန်ပါတယ်ပြင်ပရောက်ကုန်ပြီအဲ့ဒီပြင်ပရောက်တဲ့လေတွေကိုတစ်ခါပြန်ရှုပ် နောက်ထပ်အစ်စ်လေးတွေထပ်ရှုပ်ယူလိုက်နှာခေါင်းပေါက်ထဲပဲဝင်လာပါလိမ့်မယ်။ပိုက်ထဲရောက်ကုန်ပြီ။အဲ့ဒီလေးတွေကိုတစ်ခါတွန်းကန်ပြန်မှုတ်ထုတ်လိုက်ပါ။အဲ့လိုပဲအစ်စ်ရှူသွင်းအဟောင်းပြန်မှုတ်ထုတ်အစ်စ်ရှူသွင်းအဟောင်းပြန်မှုတ်ထုတ်အဲ့လိုလုပ်တဲ့အခါကျတော့လေးတွေစာရုပ်ပဲနှာခေါင်းကလည်းရုပ်ပဲတိုးဝင်လာတဲ့ အခါမှာတို့ချီတဲ့သဘောကလေးရှိတာပေါ့အဲ့ဒါသိလိုက်သမ်းပါပြန်မဟုတ်ထုတ်တိုက်တဲ့အခါကျတော့လေတို့ခွေထွက်ကုန်တာပဲတို့ချီသွားတဲ့သဘောကလေးကိုသိလိုက်ပါတို့ဝင်လာတဲ့သဘောတို့ချီကုန်တဲ့သဘောတို့ဝင်လာတဲ့သဘောတို့ထွက်သွားတဲ့သဘောဒါကလေးကိုအတိသဘောတရားကသိပေးနေသမ်းပါပါဇက်ကမဆူပါနဲ့အဲ့လိုကြိမ်ဖန်များစွာ အလေးအလာလှုပ်လိုက်တော့အတိသဘောတရားကလေးကနာပြီးပြားမှာပဲရှိတော့တယ်ဘေးမသွားဘူးသူကအလုရနေတာကိုတို့ဝင်လာတဲ့သဘောလေးသူကတိပေးရတယ်တို့ထွက်သွားတဲ့သဘောကလေးသူကတိပေးရတယ်ဆိုတော့အလုရနေတဲ့အတွက်ဘေးမပြန်တော့ဘူးငြိမ့်နေတယ်အဲ့ဒါတမာတိကြည်တယ်ခေါ်တာပေါ့အဲ့ဒါလို့တမာတိကြည်ရင်တော့ညံလဲဝင်လာပြီးပါလာပြီးအေးအဲ့လိုညံရောက်လာပြီးဆိုရင်တော့ ဝင်လေတိထွက်လေတိဆိုတဲ့အလုပ်ဖြုတ်လိုက်ပါတော့ဒါကသမထအလုပ်ပဲရှိသေးတယ်ဝိပဿနာတောင်မရောက်သေးဘူးအဲ့ဒါလို့သမာဓိတည်တဲ့အချိန်မှာဉာဏ်ဝင်လာတဲ့အတွက်အမှန်အတိုင်းသိနိုင်တယ်ဘယ်အပေါ်မှာတော့ခန္ဓာပေါ်မှာခန္ဓာကဘယ်နှပါမို့လို့တော့၅ပါးဘသူတွေများလဲဆိုရင် ုပ္ပခန္ဓာဝေဒနာခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ခန္ဓာ၅ပါးဒီခန္ဓာ၅ပါးအပေါ်မှာသိလာနိုင်တယ်ဘယ်လိုသိလာနိုင်တာလို့အိုးဒီခန္ဓာ၅ပါးကမြဲမှမမြဲပဲနဲ့တဖွဲဖွဲတသက်သက်အစ်စ်အဟောင်းပြောင်းတွဲနေတဲ့ဥစ္စာအဲ့ဒါကိုဉာဏ်နဲ့မြင်လာနိုင်တော့တာပေါ့ယုတ်တီကိုကြည့်မယ်ဆိုရင်ယုတ်တရားတွေကမမြဲဘူးပြောင်းတွဲနေတယ် အဟောင်းအဟောင်းချုပ်ပြောက်ချုပ်ပြောက်တဲ့နေရာအလားတူ အတ္တတိအတ္တတိအစားဖြည့်ဖြည့်တဲ့သူလည်းခဏနေပြီးပြောက်သွားအဲ့ဒီပြောက်သွားတဲ့နေရာနောက်ထပ်အလားတူတဲ့အတ္တဖြည့်အဲ့ဒါလိုလုပ်နေတာဝေဒနာတွေလည်းဒီအတိုင်းပဲအဟောင်းအဟောင်းချုပ်ပြောက်တဲ့နေရာအတ္တအလားတူအစားတွေဖြည့်နေကြတာတခູ່မှမတည်ငြိမ်ရဘူးရွှေရှားနေတယ်ပြောင်းပြွဲနေတယ်ဖောက်ပြန်နေတယ်အဲ့ဒါတွေတွေ့လာမ ဒီညက်ခန္ဓာကလည်းရွေးရှားပြောင်းလဲနေတာပဲသင်္ခါရခန္ဓာလည်းရွေးရှားပြောင်းလဲပြည့်စည်နေတယ်ဝိညာဉ်နဲ့ခန္ဓာလည်းပဲရွေးရှားပြောင်းလဲပြည့်စည်နေတာပဲတခုမှကြီးငင်းနေတာမဟုတ်ဘူးအတ္တဟောင်းပြောင်းနေကြတယ်အဲ့ဒါကိုဉာဏ်နဲ့မြင်လာတယ်အဲ့လိုမြင်လာအောင်လို့မို့လို့အဲသမာဓိထူထောင်มาပြောတာဒီလိုမြင်လာပြီဆိုရင်တော့အမှန်တိုင်းမြင်ခြင်းပဲအလုံးတကာဓမ္မတို့တန်တန် မရှိနေတဲ့ယုတ်တည်နံတွေကတစ်ချက်မှအငြိမ်မနေကြဘူးအကုန်လုံးအပြစ်အဟောင်းပြောင်းလဲနေတာဒါကိုပါတိပါတာနေတော့မမြင်ရဘူးအခုတမာတိထူထောင်ပြီးဉာဏ်နဲ့ကြည့်တော့မြင်လာရပြီဒါဟာအမှန်အမှန်တည်းမြင်လာခြင်းပဲပေါ့တမာတိတည်တဲ့အတွက်တမာဟိတောပိကွေယထာဘူတံပဇာနာတိတမာတိတည်တဲ့ပုဂ္ဂိုလ်ဟာအမှန်အမှန်တည်းမြင်လာတဲ့သတ္တာပြောတာ ကိုယုတ်ကိုနံကိုတန်တာမှာရှိနေတဲ့ဥစ္စာတွေကတခုမှမမြဲပါပဲလားကြောင်းတွဲနေကြတာပဲကိုဒီလိုသိလာတာဟောဉာဏ်နဲ့မြင်လာတာမျက်လုံးနဲ့မြင်တာမဟုတ်ဘူးဉာဏ်နဲ့မြင်တာသင်္တရားရှားကိုသိနေတာယုတ်တည်ကြည့်တဲ့သူကလည်းယုတ်တရားတွေမမြဲပဲကြောင်းတွဲနေတာအစ်အဟောင်းကြောင်းတွဲနေတယ် နန္တရားလို့ဆိုတဲ့ဝေဒနာပညာသင်္ခါရစိတ်တို့ကိုကြည်ပြန်လို့လေသူတို့တွေလည်းမမြဲဘူးအစ်စ်အဟောင်းကြောင်းတွဲနေကြတာဒါတွေကိုမြန်လာတော့တယ်အော်ဒီလိုကိုပျောက်ပျောက်ကုန်တယ်ပြီးတော့အဲ့ဒီပျောက်တဲ့နေရာသာဖြည့်ဖြည့်လာတယ်ဖြည့်တဲ့သူလည်းခဏနေပျောက်ပျောက်ကုန်တယ်ဒီလိုတွေမြန်လာတော့မမြဲပဲကြောင်တွဲနေတယ်ပြက်ကြည့်နေတယ်ရွေရှားနေတယ်ဖောက်ပြန်နေတယ်ဆိုတာတဲဟုတ်ပါလားတကယ်ပါပဲလား ြည်လာတော်တော်လုံးကတော့ဘုန်းကြီးကပြောလို့ဘုန်းကြီးကိုယုံကြည်တဲ့အမြင်နဲ့လက်ခံတာအခုတော့ကိုကိုတိုင်းကိုညာနဲ့ကိုတန်တန်မြင်နေပြီယုတ်တရားတွေကြည်တယ်တော့လည်းမမြဲပဲအစ်စ်အဟောင်းပြောင်းလဲနေတယ်ဝေဒနာတွေကြည်ပြန်တော့လည်းမမြဲပဲအစ်စ်အဟောင်းပြောင်းလဲနေတယ်ပညာသင်္ခါရစိတ်တွေလည်းအစ်စ်အဟောင်းပြောင်းလဲနေတယ်ဒီလိုသာမြင်ရင်တော့ဝင်တာပါတော့ဒါအမှန်မြင်ခြင်းပဲ ပြက်ပြက်ကုံတာလေးကြီးမြင်တော့တတ္တတာဒိဋ္ဌိစဉ်းသွားတာပေါ့ဟိုတုန်းကတော့မပြက်ဘူးခိုင်ငယ်နေတယ်တိတနေတယ်လို့ထင်တာအခုကိုညာနဲ့ကိုတကယ်ကိုမြင်နေပြီပြက်ပြက်ကုံတယ်ပြက်ပြက်ကုံတယ်ဆိုတော့မခိုင်ငယ်လို့ပြက်တာပေါ့ဟိုတုန်းကတော့ခိုင်ငယ်တယ်လို့ဆွဲလာခဲ့တာအခုတော့မခိုင်မြဲလို့ပြက်တာပေါ့အပြက်အပြက်ကြီးမြင်တဲ့အပြက်ခိုင်မြဲတယ်လို့စွဲခဲ့တဲ့အစွဲဟာလွဲစင်သွားတော့တယ် ပြည့်ပြည့်ကုံတာတွေမြင်တော့ခိုင်နေမြဲတယ်လို့ဆိုတဲ့သတ္တရာဒိဋ္ဌိစင်သွားတယ်သတ္တရာဒိဋ္ဌိစင်ကြဲသွားတယ်ပြည့်ပြည့်ကုံတာပြည့်ပြည့်ကုံတာကိုဉာဏ်နဲ့ကိုမြင်နေတဲ့အတွက်ဟောမခိုင်မမြဲဘူးဟဲ့ကိုတော့ကခိုင်နေမြဲတယ်လို့ထင်ဆွဲခဲ့တဲ့အချင်းကြီးလွန့်စင်ကုံတယ်ပြည့်ပြည့်ကုံတာတွေမြင်တော့သတ္တရာဒိဋ္ဌိစင်သွားတာပေါ့อืมတက္ကဖြစ်လာတာတွေလည်းတွေ့နေကြတယ် ကိုယ်တော့တော့ပြက်ပြီးရင်နောက်ထပ်အဆက်အစပ်မရှိတော့ဘူးလို့အောင်းမိတာအခုမဟုတ်ဘူးပြက်ကုန်မယ်မယ်လို့ပြက်တဲ့နေရာအလားတူတွေထပ်ထပ်အစာဖြည့်ဖြည့်နေတယ်အစာဖြည့်ဖြည့်နေတဲ့ဒီကိုတွေ့နေကြတယ်အဲ့လိုတွေ့လာတော့ပြက်သွားတာမဟုတ်ပါပဲကလားဒီလိုသဘောပေါက်လာတယ်ဖြစ်ဖြစ်လာတာဖြည့်ဖြည့်လာတာဖြစ်ဖြစ်လာတာတွေကိုတွေ့သောအချင်းပြက်သွားတာမဟုတ်ပါပဲကလားဒီလိုသဘောပေါက်တယ် ကိုယ်တော့ကတော့ပြတ်သွားတာပဲလို့ယူဆခြင်းတော့အုပ်စေတာဒိတ်ကြီးဝင်နေခဲ့တာပေါ့။အရာဝတ္ထုတွေကပျက်စီးသွားပြီးပြီဆိုရင်နောက်ထပ်အဆက်အစမရှိတော့ဘူးပြတ်သွားတာပဲလို့ဆွဲခဲ့တော့အုပ်စေတာဒိတ်ကြီးကိုတော့ကဝင်နေခဲ့တယ်။အခုတော့ပြတ်သွားတာမဟုတ်ဘူးအစာဖြည့်ဖြည့်နေတဲ့အစ်စ်ပေါ်ပေါ်ပြီးတော့နေတဲ့ပျောက်တဲ့နေရာမှာအလားတူထပ်ထပ်ဖြည့်နေတယ်လို့ဒီလိုကိုကိုယ်တိုင်ကိုညာနဲ့တွေ့လာတော့ ြတ်တာမဟုတ်ပါပဲကလားပြတ်တယ်လို့ကိုတို့ကစွဲခဲ့တဲ့အုပ်စိတာဒိတ်ကြီးလွန့်စင်သွားပြန်ရောအင်းဖြစ်ဖြစ်လာတာဖြည့်ဖြည့်လာတာတွေကိုတွေ့တဲ့ဖြင့်အုပ်စိတာဒိတ်ကြီးလွန့်စင်သွားပြန်ရောဒီလိုတွေ့လာတယ်ဒီတော့ဖြည့်ပြက်မြင်တာနဲ့ဒိတ်ကြီးနှမျိုးစင်တော့တာပေါ့ဖြစ်ဖြစ်လာတာတွေကိုတွေ့နေတော့မြင်နေတော့သတ္တရဒိတ်ကြီးစင်တယ်ဖြစ်ဖြစ်လာတာတွေကို တွေ့တော့ဥစ္စေတဒိဋ္ဌိစဉ်းတဲ့ဖြစ်ဖြစ်လာပဲဖြစ်ဖြစ်လာပဲအလားတူလေးတွေပေါ်ပေါ်လာတယ်ဒီကိုတွေ့တော့ဟိုတုန်းကပြတ်သွားတယ်လို့ဆွဲခဲ့တဲ့အဆွဲလွန့်စင်သွားပြီးတော့ဟောပြတ်တယ်လို့ဆွဲခဲ့တဲ့ဥစ္စေတဒိဋ္ဌိလွန့်စင်တာပေါ့ဖြစ်ဖြစ်လာတာဖြစ်ဖြစ်လာတာဒီကိုမြင်သဖြင့်ပြတ်တာမဟုတ်ဘူးလို့ဒီလိုသိပြီးတော့ဥစ္စေတဒိဋ္ဌိစဉ်းကြပါတယ် ပြောက်ပြောက်ကုန်တယ်ပြက်ပြက်ကုန်တယ်ဒီကိုတွေ့သဖြင့်ခိုင်နေမြဲတယ်လို့ကျွဲခဲ့တဲ့သတ္တရာထေရှိစင်ကြဲပါတာပေါ့အေးဖြစ်တာနဲ့ပြက်တာမြင်တာနဲ့ပဲအခုဒိဋ္ဌိနှမျိုးစင်တာကိုတွေ့တယ်ပြက်ပြက်ကုန်တာတွေ့မြင်ပါဒိဋ္ဌိစင်သတ္တရာဒိဋ္ဌိစင်ဖြစ်ဖြစ်လာတာတွေ့မြင်ပါဒိဋ္ဌိစင်ဥစ္စေတာဒိဋ္ဌိစင်ဟောအဖြစ်ပြက်မြင်တာနဲ့ကိုဒိဋ္ဌိနှမျိုးစင်နေပြီး ဖြစ်ဖြစ်တာနဲ့ပြစ်တာကိုညာအောင်မှာဖြစ်တာနဲ့ပြက်တာပဲရှိတယ်ပုဂ္ဂိုလ်သဘာမရှိပါဘူးဖြစ်တာနဲ့ပြက်တာယောက်ျားမိန်းမရဲ့လူလည်းမရှိပါဘူးဖြစ်တာနဲ့ပြက်တာလူနတ်ပြမာလူမရှိပါဘူးဖြစ်တာနဲ့ပြက်တာသမီးတို့သားတို့မရှိပါဘူးဖြစ်တာနဲ့ပြက်တာပဲရှိတယ်အကုန်လုံးဖြစ်တာနဲ့ပြက်တာပဲရှိတယ်ပုဂ္ဂိုလ်တို့သဘာတို့သူတို့ငါတို့ယောက်ျားတို့မိန်းမတို့ဖုန်ကြီးတို့ယဟန်တို့စတာခေါ်လို့ရရင်မှဲ့တာ မဲ့ထားတာဖြစ်ပါတယ်တကယ်တကယ်ကျတော့ဖြစ်တာနဲ့ပြက်တာပဲရှိတယ်အဖြစ်အပျက်ဓမ္မတွေမျှတာပဲလို့ဒီလိုထပ်ဆင်ခဲ့ပြီးတော့ទីလိုက်တော့သက်ပါရာဒိဋ္ဌိသင်ပြတယ်အေးဒီတိုင်းဆိုလို့ရှိရင်ဖြစ်ပြက်မြင်တာနဲ့ဒိဋ္ဌိသုံးမျိုးလုံးသင်တော့တာပေါ့ပြက်ပြက်ကုန်တာတွေမြင်ရင်သတ္တတဒိဋ္ဌိသင်ဖြစ်ဖြစ်လာတာတွေကိုမြင်ရင်ဥစ္စေတဒိဋ္ဌိသင် အဲအဲ့ဒီဖြစ်တာနဲ့ပြက်တာပုပ်ကိုသရဝတွေလားယောက်ျားမိန်းမတွေလားလူနာပြမတွေလားစစ်တော်မဟုတ်ဘူးယုတ်တမနန္ဓမအပြည့်ဖြစ်ပြနေကြခြင်းများပဲလို့ဒီလိုသိတာတော့သက္ကာယဒိဋ္ဌိစင်ကြတယ်ဟုတ်တယ်ဒီလိုဒိဋ္ဌိစင်ပြီးမှရှေ့ဆက်အာထုံရင်မကြပါဘူးလို့ဆရာတော်ဘုရားကြီးကအမိန်ရှိရှိနေပါတယ်ဥစွာပထမကိုကအဖြစ်ပြမြင်အောင်ကြိုးစားဖို့ပဲ ရှုကျင်တာရှုပါရုပ်ကြရင်ရုပ်ရှုဖြစ်တာပြတာတွေ့ရမယ်ရုပ်ကြည့်တွေ့မနေစေနဲ့ဖြစ်တာပြတာပဲတွေ့ပါစေဝေဒနာကြိုက်လဲဝေဒနာရှုပါနာတဲ့ကျင်တဲ့ကြိုက်တဲ့ကြိုက်တဲ့အောင့်နဲ့အင်းနဲ့ဒီဝေဒနာတွေတွေ့နေုံနဲ့ဝိပဿနာမဟုတ်ပါဘူးတိတိကျကျရှုတော့နာပုံချင်းမတူတာကျင်ပုံချင်းမတူတာကြိုက်ပုံချင်းမတူတာခဲပုံချင်းမတူတာကြောင်းတွဲကြောင်းတွဲသွားတာအဲ့ဒါကိုမြင်အောင်ရှုရပါပါ အဲ့ဒါကြည့်အောင်မရောက်ဘူးနာတာကျင်တာကြိုက်တာကဲတာအောင်တာအင်းတာလောက်တင်ရက်နေရင်တော့ဝိပဿနာအရှင်းကြည့်အောင်မရောက်ပါဘူး။ဟင်းဒီသဘောတရားတွေကနံသဘောတရားတွေပဲဒုက္ခဝေဒနာတွေပဲလို့သိတဲ့နာမပရိစေတညာအရှင်းတော့ပဲရှိမယ်။ဒါကြောင့်နံရှုခြင်းနဲ့ရှုပါဝေဒနာခန္ဓာပြဉ္စခန္ဓာရှုခြင်းရှုဝေဒနာတွေ့မနေခြင်းနဲ့တင်ညာကို တွေ့မနေခြင်းနဲ့ဝေဒနာရဲ့အဖြစ်ပြည့် ညာရဲ့အဖြစ်ပြက်တွေကိုတွေ့သည့်အချင်းရှိပါတယ်။အလားတူပဲသင်္ခါရရှိတဲ့သူတွေကလည်းသင်္ခါရသဘောတရားတွေတွေ့နေုံနဲ့ဝိပဿနာမဟုတ်ဘူး။အဲ့ဒီသင်္ခါရသဘောတရားတွေမမြဲပဲဖြစ်ပြက်ပြောင်းလဲနေတာတွေကိုမြင်လာတဲ့အဆင့်ရောက်မှဝိပဿနာ။စိတ်ရှုခြင်းနဲ့ရှုပါဝိညာဉ်နဲ့ခန္ဓာစိတ်တွေ့ရမှာမဟုတ်ဘူး။စိတ်ရဲ့အဖြစ်အပျက်ပြောင်းလဲတွေကိုတွေ့ရ အဲ့ဒါလိုဖြစ်ပြပြောင်းလဲတာတွေကိုတွေ့တဲ့အချိန်ရောက်မှဝိပဿနာပါအေးဒါတတိပြုပါနာတာကျင်တာကြိုက်တာခဲတာကြီးကြည့်နေမယ်ဝိပဿနာရှင်းနေမယ်မဟုတ်ဘူးရှုစရာပစ္စည်းတွေ့ယုံပဲရှိသေးတယ်ဝေဒနာရှုတဲ့သူကဝေဒနာ တွေ့နေုံနဲ့ဝိပဿနာမဟုတ်ပါဘူးဝေဒနာရဲ့အဖြစ်အပျက်တွေကိုတွေ့လာတဲ့အချိန်ရောက်မှဝိပဿနာ ရုပ်ရှိတဲ့သူကလည်းရုပ်တွေ့နေုံနဲ့ဝိပဿနာမဟုတ်သေးဘူးရုပ်ရဲ့အဖြစ်အပျက်အကြောင်းအတွဲကိုတွေ့တဲ့အခြင်းရောက်မှာဝိပဿနာပါပဲရှူရှူကြက်ရရှူပါအဖြစ်အပျက်အကြောင်းအတွဲကိုတွေ့ပါစီမတွေ့သေးဘူးဘုရားဆိုရင်တော့တမာတိနေသေးလို့တမာတိထပ်ထူထောင်ရပါမယ်ဟုတ်ပြီအဲ့ဒါလိုရှူလာတဲ့အခါကျတော့ဖြစ်ပျက်တွေ့ကြီးပဲညအောင်မှာဖြစ်ပျက်တွေ့ကြီးပဲဖြစ်လိုက်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 ဒါတွေကြီးတွေ့နေတယ် ဓာတေကြီးတွေ့နေတယ်ဆိုလို့ရှင်ဟုတ်ပြီဖြစ်တာလည်းတွေ့နေပြီပြက်တာလည်းတွေ့နေပြီဆိုရင်တော့ဒါလမ်းရှင်မှန်ပြီဒါကိုပဲကြိမ်ကြိမ်ဖာမှရှုပါတဲ့ရှုပါများလာတော့ဓာတွေကိုမရှုချင်အောင်ဖြစ်လာတယ်ဓာတွေကိုမကြည့်ချင်အောင်ဖြစ်လာတယ်တခါလာလည်းဒီဖြစ်ပြက်နောက်ခါလာလည်းဒီဖြစ်ပြက်ဟိုနောက်တခါလာလည်းဒီဖြစ်ပြက်ဟိုဖြစ်ပြက်တွေမိုးကိုမှုန်းနေတာပဲကြည့်လည်းမကြည့်ချင်တော့ဘူးသူ့အပေါ်မှာယုံမုန်းလာတယ် ရမုံလာတယ်ဆိုတာညင်းငွေလာတယ်နေဗိဒညာဝင်လာတယ်ပြောတာပေါ့ဟိုအဲ့ဒါလို့ဆိုလေပိုကောင်းနေပဲအခြေအနေဟာလက္ခဏာအပြင်ကောင်းတယ်ညင်းငွေလာရင်ပိုရတောင်အစင်မြင့်လာပြီမလျှော့နဲ့တဲ့ညင်းငွေပဲလို့ပေးတည်ရှုပါမရှုခြင်းပဲလို့ပေးတည်ရှုပါရှုရင်ရှုရင်ရှုရင်နောက်ဆုံးဖြတ်ခနဲ့လွတ်သက်သွားပါလိမ့်မယ် ဒီယုံနာရဲ့အဖြစ်အပျက်တွေကိုမကြည့်ကျင်ဘူးညင်ငွေနေညင်ငွေနေပြီမှလို့ဆက်သာရှုပါတယ်ရှုရင်ရှုရင်နောက်ဆုံးတော့ဒီအဖြစ်အပျက်တွေပေါ်မှာမုံပြီးတော့ချက်ခနဲ့အဖြစ်အပျက်ဆုံးတာကိုညံနဲ့မြင်လိုက်ရပါလိမ့်မယ်တဲ့အဖြစ်အပျက်ဆုံးတာကိုညံနဲ့မြင်လိုက်ရပါလိမ့်မယ်အဖြစ်အပျက်တွေတုန်းကတော့ဒုက္ခသစ္စာအဖြစ်အပျက်မရှိပဲအဖြစ်အပျက်တွေဆုံးသွားတာကြတော့နိရောဓသစ္စာအဲ့ဒါကိုညံနဲ့မြင်လိုက်ရပါလိမ့်မယ် နိရောဓသစ္စာကိုဉာဏ်နဲ့မြင်ပါနိရောဓသစ္စာဟာနိဗ္ဗာန်ဆိုတော့နိဗ္ဗာန်ကိုဉာဏ်နဲ့မြင်လိုက်ရမှာတစ်ချက်ပါပဲမက္ခဘိညာတကိမတာတစ်ချက်ပဲမြင်မှာပါတစ်ချိန်ပဲမြင်မှာပါပစ္စုပ္ပန်ဉာဏ်ဒီဖြစ်ပြီးတဲ့နောက်ပထမအဆင့်ပြည်စည်အောင်မြင်သွားပြီလို့ဒီလိုသိလိုက်ရမှာပါအစဉ်ကတော့ဥစွာပထမဖြစ်ပြမြင်အောင်ရှုပါအလယ်ပိုင်းကျတော့ဖြစ်ပြမုံလာအောင်ရှုပါ နောက်ပိုင်းကျတော့ဖြစ်ပျက်ဆုံးသွားတာကိုမြင်လိုက်ပြီးအကြည့်ရှုပါဒီလိုဆရာတော်ဘုရားကြီးညွှန်ကြားထားပါတယ်သုံးချက်ပထမဖြစ်ပျက်မြင်ပါစေအလဲပိုင်းပြက်မုံလာပါစေနောက်ပိုင်းကျတော့ဖြစ်ပျက်ဆုံးသွားတာကိုမြင်ပါစေဒီလိုသုံးချက်သာညီပြီးဆိုရင်အောင်မြင်ပြီဒါပဲမခက်ပါဘူးအင်မတန်အခွင့်ကောင်းရနေပြီจิตတက်ကောင်းတဲ့အချိန်မရှိဘူး တာဟာအကောင်းဆုံးပဲကိုညာနဲ့ကိုခန္ဓာပေါ်မှာကြည်ပါကြည်ပါအိတ်ချင်းစိတ်ငိုက်ချင်းစိတ်တွေပြင်းပြလာလို့ရှိရင်လေတွေကိုဝဝရှုကုံအောင်မှုတ်ထုတ်လေကိုဝဝရှုကုံအောင်မှုတ်ထုတ်လေငါးကလောက်လှုပ်လိုက်လို့ရှိရင်လန်းလာလိမ့်မယ်ပြီးတော့ဆက်ရှုကိုကိုကိုဆုံးမှာ ဒီလိုငိုက်ကြီးတာဒီငိုက်ခဲလာပြီးအိတ်ခဲလာပြီးဒီမှာတင်းတို့တွေက လာပြီးတော့နှောင်းချက်မပေးနဲ့အိတ်ချင်းစိတ်ငိုက်ချင်းစိတ်တွေကိုဖြောက်ပြစ်ဝိရိယနဲ့တွန်းကန်ထုတ်ပြစ်ဟောဉာဏ်နဲ့ကြည့်ပါစိတ်အေးအေးထားပြီးတော့ပူပူလောင်လောင်မထားနဲ့ဉာဏ်နဲ့ကြည်စမ်းမှာစောင်းပြီးတော့ကြည်စမ်းမှာစောင်းပြီးတော့ကြည်စမ်းမှာကြည်တော့ ကိုယုတ်ကိုနံတွေဟာမမြဲပဲတပွဲပဲတဲတဲပြောင်းတွဲနေတာလေးတွေညံ့အောင်မှာတွေ့တာလေးပဲဒါလို့တွေ့ရမှမီးဖြစ်ပျက်တွေတွေ့လာပြီဆိုရင်ဆက်သက်ရှုကြတော့ဖြစ်ပျက်တွေမုံလာပါမယ်တဲ့မုံလာလည်းမလျှော့နဲ့ဆက်သာရှုနောက်ဆုံးဖြတ်ခနဲ့ဆုံးသွားတာကိုတွေ့လည်းရပါလိမ့်မယ်ပထမဆုံးတစ်ချိန်ဖြစ်ပျက်ဆုံးတာကိုတွေ့ရင်တော့သတ္တပတ္တိမဉ္ဇဏ်နဲ့မြင်တာဟုတ်လို့ဒီပုဂ္ဂိုလ်သတ္တပံဖြစ်သွားတယ် ဒီအရှင်ရောက်အောင်ဆရာတော်ဘုရားကြီးကညွှန်ကြားနေတာပါ။အေးဒါမှန်နေပြီ။ဥစွာပထမဖြစ်ပြက်မြင်ဖို့မြင်ပြီဆိုရင်တော့ဒါလမ်းစဉ်တဲ့ပြီးဆက်တာရှုနောက်ဖြစ်ပြက်မုံလာပါလေ။အဲဆက်တရှုနောက်ဆုံးဖြတ်ခနဲ့ဆုံးသွားတာကိုတွေ့လိုက်ပါလိမ့်မယ်တဲ့။ဒါကိုဖြစ်ပြက်မြင် ဖြစ်ပြက်မုံဖြစ်ပြက်ဆုံးလို့ဆရာတော်ဘုရားကြီးကသုံးထားပါတယ်။ ဲ့ဒီအဖြစ်အပျက်တွေဆုံးတာကိုမြင်သိတဲ့အောင်ရှုကြပါလို့ဘုန်းကြီးကတိုက်တွန်းပါတယ်